ကလာဘောဇနာအနေနဲ့ဥစဉ်လိုဥပုပ်တယ်တွေတတိထားမှာကအဖက်ပါတဲ့အဖျော်ရည်တောက်လို့မရဘူးဥပုပ်တယ်တွေနော်ဟိုအဖက်ပါတဲ့အဖျော်ရည်ကိုတောက်ရင်တော့ဝိကလာဘောဇနာတီလာပြတ်တယ်ပေါ့နော်အဲ့တော့ဘုံကြီးတွေကိုအဖျော်ရည်ကတ်တယ်လို့ပဲစစ်ပြီးတော့ကဲအောင်တောက်အောင်ပါပေါ့နော်အဖက်မပါအောင်အသေးချာစစ်ပြီးမှဥပုပ်တယ်တွေတောက်အောင်ပါအဖက်ပါရင်တော့ဥပုပ်တီလာပြတ်မှာပဲနောက်တစ်ခါတချို့အရေးဆိုရင်ပြီးရောဆိုပြီးတော့နော် ဘာတွေတောက်ကြတယ်လဲပဲနိုးရေတို့ဘာလို့တောက်တယ်မတောက်ရဘူးပေါ့နော်ပဲနိုးရေဘာလို့ကဒါကအဖျော်ရည်ထဲမှာမပါဘူးအစာအာဟာရထဲမှာပါတယ်အဲ့တော့နွားနိုးပဲနိုးအဲ့ဒီဟာတွေကအရေးဆိုပြီးမှလည်းပဲအစာအာဟာရထဲမှာပါတဲ့အတွက်ကြောင့်ဥပုပ်တယ်တွေအနေနဲ့ညနေပဲနွားနိုးပဲနိုးတောက်ရင်ဥပုပ်တိလာပြတ်တယ်ဝိကာလဘောဇနာပြတ်တယ်နောက်ရှိသေးတဲ့ဥပုပ်တဲ့တွေဝိကာလဘောဇနာပြတ်တာပါလဲဆိုတော့ဂျင်းတုတ်စားတဲ့ပြဿနာပဲเนาะအဲ့တော့ ယနေ့ကပြောတဲ့ဂျင်းတုတ်ကသူကဆေးမှမဟုတ်တာ